The death toll rose sharply. တနင်္လာနေ့မှာမက္ကဆီကိုနိုင်ငံအလဲပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေမှာရေကြီးမှုကြောင့်တိုက်ဆုံသူဦးရေတိတိတသာမြင့်တက်လာပါတယ်။ပြည်နယ်၅ခုမှာမြေရေရှမ်းတာ၊လမ်းတွေပေါ်ရှော်နွန်တွေဖုံးလွှမ်းတာ၊တံတားတွေရေစီးနဲ့မျောပါသွားတာတွေကြောင့်ခြေရွာတွေလည်းအဆက်အသွယ်ပြတ်တောက်နေပါတယ်။ကျွန်တော်တို့အတော်လေးကိုအဆက်အသွယ်ပြတ်တောက်နေပါတယ်။မရှိမဖြစ်လိုတဲ့ပစ္စည်းတွေကုန်နေပြီမို့ကျွန်တော်တို့ပစ္စည်းလာယူတာပါ။လမ်းတွေအားလုံးပိတ်နေပြီးတော့ ခြေရွာတွေလုံးဝအဆက်အသွယ်ပြတ်နေပါတယ်လို့ပြောပါတယ်။အာနာပိုင်တွေကတပ်ဖွဲ့ဝင်အင်အားတပေါင်းကျော်အပြင်လေတွေ၊လေရင်တွေ၊ရဟရင်တွေကိုပါစီးလို့ပေးခဲ့တာပါ။အိမ်တွေကိုစွန့်ခွာခင်ရသူတွေအထက်ခိုးလုံရနေရာတွေလည်းဖွင့်လှစ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့အစိုးဆုံးထိခိုက်ခဲ့တဲ့ Bella Group ပြည်နယ် ။ Osarica မြို့ကဒေသခံတချို့ကတော့မကြည်မနက်ဖြစ်နေကြပါရဲ့။မြေကြီးနည်းနည်းပဲရှန်တာဘာမှမဖြစ်ပါဘူးလို့အစိုးရကပြောရတယ်။ဒါပေမဲ့ဒီမှာကြည့်ရင်အဲ့ဒါမမှန်ဘူးဆိုတာမြင်နိုင်ပါရဲ့။ကျမတို့ကိုကူညီဖို့အပြင်ကနေလာသူတွေလည်းရှိပါရဲ့။ကျမတို့ကလူပိုများများလာပြီးတော့ကူညီပေးဖို့ကိုတောင်းဆိုထားပါရဲ့။ခဏလေးပဲဖြစ်ဖြစ်ကူညီပေးပါလို့ပေါ့။ဘာလို့လဲဆိုတော့ ိုဇာရီကာမြို့ပြန်လည်နလန်ထူဖို့အချိန်အများကြီးယူရမှာဖြစ်ပါတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ထိခိုက်ခဲ့တဲ့ဒေသတွေကိုတွားရောက်ကြည့်ရှုခဲ့တဲ့သမ္မတကလော်ဒီယာရှိန်ဘောင်းကိုတိုင်လည်းဒေသခံတွေရဲ့ကန့်ကွက်ဆန္ဒပြမှုနဲ့ညှင်းဆိုင်ခဲ့ရပါတယ်။တနင်္လာနေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့သမ္မတကဒေသခံတွေဒေါသထွက်နေတာတွေကိုလည်းနားလည်ပါတယ်။အစိုးရမှာကူညီဖို့ရည်ရှိစီမံကိန်းရှိတယ်လို့ပြောခဲ့ပါတယ်။ အိမ်မှာရှုံးတွေပြေသွားတဲ့အခါစိတ်ပြက်အားငယ်ရပါတယ်အိမ်သူအိမ်သားရဲ့လက်တွေနဲ့ကြီးတန်ရှင်းလှုပ်ဖို့မလုံလောက်ပါဘူးအစိုးရရဲ့အကူအညီတွေအများကြီးလိုအပ်တာပါအခုကျမတို့လုပ်နေတာကတော့အဲ့ဒီတန်ရှင်းလုပ်ငန်းတွေကိုကူညီတာပဲဖြစ်ပါတယ်။ကျမတို့အနေနဲ့အကူအညီတွေကိုပထမအဆင့်အနေနဲ့ပေးသွားမှာဖြစ်ပြီးတော့နောက်ပိုင်းမှာလည်းထပ်မံကူညီပံ့ပိုးမှုတွေရှိလာမှာပါလို့သမရကပြောခဲ့ပါတယ်။အစိုးရကိုယ်တိုင်ခံမှန်းထားတာကတော့အင်ဂျီတသိန်းလောက်ထိခိုက်နိုင်ချေရှိတယ်လို့ဆိုထားပါတယ်ခင်ဗျာ။